ဒီအချက်တွေရှိရဆိုရင်အခုကျွန်တော်ပြောမယ့်အချက်တွေရှိရင်အများဆုံးဖြစ်လိုက်ပါအများဆုံးပြင်အဲ့ဒါကိုခင်ဗျားတို့အများဆုံးလို့ကျွန်တော်စေတနာနဲ့ခဏခဏပြောနေတာနော်အဲ့တော့အင်းတဲ့ကိုကျွန်တော်တို့စကြည့်တဲ့အခါမှာဖះเจ้าဆောင်အရင်ကြည့်တယ်ဒါကျွန်တော်တို့မြန်မာလူမျိုးကျွန်တော်ဗုဒ္ဓဘာသာတွေအနေနဲ့အထွတ်ထိပ်ထားမှာရက်စွာဖះရှင်ပဲအဲ့တော့အင်းအင်းတဲ့ကလည်းအရေးကြီးဆုံးနေရာကဖះเจ้าဆောင်ပဲအဲ့တော့ဆိုတော့ဖះเจ้าဆောင်မှာညစ်ပတ်နေတယ်ဖုန်နေတက်နေတယ်ပြက်ကူအင်းနေရှိတယ်ဆိုရင်ငွေမဝင်ပါဘူးခင်ဗျာ လက်ပိတ်မယ်ဝင်ဝင်နဲ့ဝင်လည်းမမြင်ဘူးအကြောင်းမျိုးမျိုးစာပြီးရှီလိုရီလိုပေါက်စာပြီးတော့မှထွက်မယ်အဲ့တော့မယုံရှိတယ်ဆိုတော့ဖခင်เจ้าဆောင်အရင်တရှိလို့ပါမိမိတို့အိမ်မှာရှိတဲ့ဖခင်ဆင်းသူတော်တွေရောင်တော်ဖွင့်ပေးပါနော် what what is sulin เนี่ยเนาะအဲ့လိုပေါ့နော်ဆွေချထားတာဆိုတော့ရေမွေးဖြန့်လို့မရအောင်နော်ရေမွေးဖြန့်ရင်သူကဆွေကွာကျင်တယ်နော်အဲ့လိုရေလေးတက်ပယ်ပေးပါဟုတ်ပြီနော်အဲဘယ်လိုရေလေးတက်ပယ်ရမလဲဆိုဒီဒါလပ်ပြီးနေမှာလပ်ပြီးနေမှာရွာတဲ့ မိုးရေကိုခံထားပြီးအဲ့ဒီရေနဲ့တက်ပြင်ပြင်တော်တော်ကောင်းတယ်အဲ့အဲ့မိုးလိုက်ပြီးဒီမှာခုတ်ကွက်ခွက်ကြီးကြီးနဲ့ခံထားရတယ်ပြီးခဲ့တဲ့လိုက်ပြီးနေရာကျွန်တော်ပြောဖို့ပြေးသွားတယ်အရင်တော့နှစ်ခါတုန်းကပြောသူပါတယ်နော်ဆိုတော့အဲ့လိုက်ပြီးနေရာလိုက်ပြီးနေရာလိုက်ပြီးနေညမှာရောတဲ့မိုးရေကိုခွက်နဲ့ခံထားဘူးထဲမှာထည့်ထားအဲ့ဒီရေနဲ့ကျွန်တော်ဖွင့်ပြင်ပို့ကောင်းတယ်ကိုယ့်ရဲ့ဆိုင်းစီတွေမှာပြပြန့်ပြင်လဲကောင်းတယ်ထားလိုက်တော့အဲ့တော့ဘုရားကျောင်းဆောင်မှာဘုရားပန်းနေညှိုးနေရင်မရပါဘူးဝမ်မက်ငွေလည်းမဝမ်ပါဘူးခင်ဗျာဟုတ်ပြီနော်တချို့အိမ်တွေမှာကျွန်တော်ကြည့်လိုက်တယ်ဘုရားကျောင်းဆောင်အသေးသေးလေးရယ်ဘုရားပုံတော်လေးကိုလည်းဖြစ်တယ်လို့လေးပဲကတ်ထားတာ အဲကိုသားသမီးကိုမြီးအဲကိုကိုလည်းမရမင်္ဂလာဆောင်တော့ကမင်္ဂလာဦးဓာတ်ပုံပြီးတိုင်းကြီးကြတော့အကြီးကြီးတယ်စီပွားရေးအဲ့အိမ်နေစီပွားရေးမဖြစ်ပါဘူးတခြားလေးလာတနေ့လုံးမှတနေ့စားရတာအကြီး level နဲ့နေတာအဲ့ဒါမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့ဒါကြီးကမယုံမရှိနဲ့ကျွန်တော်တို့စမ်းပညာပါလေစမ်းပြတ်တယ်လို့ခေါ်တယ်နော်စမ်းပညာနဲ့ပြောမယ်ဆိုတာပညာရက်နဲ့ပြောမယ်ဆိုတာအဲ့ဒါစမ်းပြတ်တယ်လို့ခေါ်ပါတယ်နောက်မိမိတို့အိမ်မှာပြတင်းမှန်နေပေါ့နော်ဟိုဒါပြတင်းတကားမှာမှန်နေရှိတယ်ဆိုစင်လေ အဲ့မှန်နေပါဖုံအတက်မခံတယ်လက်ဆိုလက်လက်ပိတ်တယ်ငွေလက်ပတ်မှုနှိမ့်ွေးသွားတယ်နော်ဝင်ငွေလက်မရှိဘူးထောက်ငွေပဲရှိမယ်အဲ့လိုမျိုးအဲ့တော့တည်တဲ့မှန်နေရှိတဲ့ဆိုရင်လည်းမှန်နေကိုပြောင်းလက်နေအောင်တုတ်ပြပါ မှန်ကွဲရင်ပို့ဆိုးတယ်နော်မှန်ကွဲရင်ပို့ဆိုးတယ်နော်ဟုတ်ပြီနော်အိုက်ကိုအိမ်မှာရှိတဲ့မှန်နေကွဲနေတယ်ဆိုရင်ပို့ဆိုးပါတယ်။နောက်ကြည်မှန်မှန်နေကိုကြည်မှန်ကြည်မှန်။အဲ့ကြည်မှန်မှန်ကွဲနေတယ်ဆိုလို့ရှိရင်တော့အစိတ်တန်ရရတတ်တယ်။ အဲ့ကြည့်မှန်ကွဲနေတဲ့မှန်ကိုကြည့်နေ့စဉ်ကြည့်လို့ရှိရင် तू ဟာစိတ်တန်ရရတယ်ကိုကိုကိုလည်းမကျင်တတ်တော့ဘူးဘသူမှလည်းမကျင်တတ်တော့ဘူးအဲ့စိတ်တန်ရရတဲ့တယ်မိမိအဲ့အဲ့နောက်ဖေးကကြည့်မှန်ကွဲနေရင်ရလိမ့်တယ်ကိစ္စမရှိမကျင်တတ်ထားလိုက်နော်အဲ့နာတကားကွဲနေတာတော့အိမ်နောက်ဖေးကကြည့်မှန်နေအိမ်နာမှန်နေရတယ်အဲ့ဒါစုပ်ပြက်နေလေဘာမှမဖြစ်ဘူးအင်းရှိရအရန်အရေးကြီးတယ်နော်ဟုတ်ပြီနော်အင်းရှိရအဲ့ဒါအိတ်ထအရန်အင်းရှိရ အိမ်နာဖေးလို့အိမ်နာလို့ဆိုတာအနိဋ္ဌာအနိဋ္ဌာမှမကောင်းတာဘာမှမဖြစ်ဘူးအိဋ္ဌာရက်ကကြည့်လို့ရှိရင်ရှင်လင်းပြီးတော့မှနော်စက်တည်းရရှိနေအောင်ပြင်ဆင်ထားရတယ်အင်းရှိအရင်ရေးကြည့်တဲ့ဟုတ်ပြီနော်အနောက်တကုသတိထားပါမိမိရဲ့အိမ် ခြေရင်ဘက်နောက်ဖေးဘက်တို့မိမိရဲ့အိမ်ခြေရင်ဘက်တို့အိမ်တို့မို့မိမိနဲ့အိမ်ရှိမျက်နှာချင်းဆိုင်အိမ်အိမ်ရှိမျက်နှာချင်းဆိုင်အိမ်ဆိုတာကောင်းနေတယ်ကိုယ့်အတွက်ကောင်းတယ်အဲ့တော့ကိုယ့်ရဲ့အိမ်ခြေရင်ဘက်အရင်ညနာလေးပြောမှဆိုရင်မြောက်ဖက်တို့အနောက်ဖက်တို့ပေါ့ဗျာဒါမြန်မာလူမျိုးတွေနဲ့ဆိုရင်တော့ အဲ့ဘက်တည်းကအဋ္ဌကပေါ့ကျွန်တော်တို့အစီအရနဲ့ဟိုခေါင်းပြုအဋ္ဌအစီအရနဲ့တောင်ရက်ကိုပဲကျွန်တော်တို့ညီမလူမျိုးတွေခေါင်းပြုအဋ္ဌကြတော့နော်ဆိုတော့အဲ့ရတော့အဋ္ဌအရက်ပေါ့အဲ့ဘက်အိမ်နေပါအာကာရဏနာအိမ်နေစောက်နေတယ်အိကိုအိမ်နောက်ဖေးတို့ကိုအိမ်ချင်းဘက်တို့မှာဟာအလှလုံနေရဆိုတာအဲ့ကိုတော့မကောင်းဘူးနော်အဋ္ဌအရက်မှာအဋ္ဌလောက်တာအဲ့ဒါမကောင်းကုတ်တယ်မကောင်းလို့စေကိုအင်းစီကတန်းစီလုတ်ပြရတယ်အနေဆုံးဖုံလေးတော့လုတ်ပြရတယ်နော်စီလေးတွေကြာတုတ်ထားအဲ့လိုမျိုးလုတ်ပြရတယ် ။နောက်တကားတွေအဲ့အိမ်တန်းကိုဝင်တဲ့အိမ်ရှိတကားတချို့နေဒီမှာပေါ့ဗျာ။နောက်ကျွန်တော်ကျွန်တော်နေထိုင်ခဲ့တဲ့ကျွန်တော်အိမ်ဆိုရင်ဟောအခုမှပြန်တွေ့နေတဲ့ခါမှာအရင်တော့ဒီပညာတွေကိုကသိမှမသိတာဘူး။အိမ်ရှိထိုင်ရတာအောက်ပိုင်းနေမှာအောက်ပိုင်းနေရခြာနေစားပြီးတော့မှဆုပ်နေအဲ့တော့မပြေနိုင်ဘူးတော့လည်းမပြေနိုင်ဘူး။အိမ်ကစီဝါရေးမကောင်းတဲ့ခါမှာဘာဖြစ်သွားလဲလဲကျွန်တော်အဖေလေးဖြတ်သွားတယ်။သူကအဲ့လိုအောက်ပိုင်းအိမ်ရှိထိုင်ရအောက်ပိုင်းမှာခြာစားနေတာပေါက်ပြဲနေရဆိုစီအဲ့ခါအောက်ပိုင်း ယောဂါကြီးရတတ်တယ်ခင်ဗျားတို့အဲ့ဒါမယုံမရှိနဲ့ခါနဲ့ပတ်တက်တဲ့ခါအောက်ပိုင်း6လောက်မှာယောဂါအိမ်လေးဖြားနာအဲ့လိုလေးဖြတ်တာအဲ့ယောဂါကြီးရတတ်တယ်ဟုတ်ပြီနော်ရတတ်တယ်အဲ့အိမ်တစ်ခုကြီးကကိုခန္ဓာကိုယ်ကြီးတို့တဘောထားလိုက်ဒါဖုံးစီပညာပါအဲ့တိုင်းပဲအတိလဲဆိုထားတယ်တော်ခုကျွန်တော်ပြောနေတာဖုံးစီနဲ့ဖုံးစီစစ်စစ်ပြောနေတာဘုကျွန်တော်မြန်မာပြည်ကဆန့်ပညာမဟာဘုတ်ပညာဖုံးစီပညာဒီသုံးမျိုးနဲ့ကျွန်တော်ပြောနေတာအဲ့တော့ဆိုတော့ဒီဘက်ခစ်လူငယ်တွေကတော့တိတ်မယုံကြဘူးပြန်တော့ဟာ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 ပြေးမှာပေါ့အဲ့ခင်ဗျားတို့တဘောပဲ ညုံနာမညုံနာခင်ဗျားလည်းတော့ကျွန်တော်ပဲကျွန်တော်လည်းခစ်လူငယ်တယောက်ပါပဲเนาะအဲ့တော့ကျွန်တော်လည်းဆယ်လက်အောင်ခဲ့ပါတယ်ဟုတ်ပြီเนาะဆိုတော့အဲ့တော့လည်းကျွန်တော်တို့လည်းမညုံခဲ့ပါဘူးငယ်ရငယ်ရစကားလာပါအဲ့တော့မညုံရင်တော့ဒီပညာရက်တည်းကမညုံရင်တော့ခင်ဗျားတို့ခင်ဗျားတို့တဘောပဲเนาะလွတ်လပ်စွာတဘောသာကွယ်လွတ်ပြန်တော့ရပါတယ်ထားလိုက်ပါကျွန်တော်အဲ့ဒါလေးကိုပြောချင်ပါအောင်အဲ့တော့အိမ်မှာတော့အရင်အရေးကြီးတာတစ်ချက်ပြောမယ်စောစောကျွန်တော်ပြောတဲ့အိမ်တစ်ခုလုံးကလူခန္ဓာကိုယ်ကြီးကိုယ့်ရဲ့ခန္ဓာကိုယ်လို့တဘောထားလိုက်မယ်ဆိုရင်အဲ့အိမ်ထဲမှာတက်ရှင်ထားတဲ့ ရေပိုက်လန်းရေပိုက်လန်းเนาะရေပိုက်ဒီနီးဒီနီးချောင်းတွေအဲ့ဒါခန္ဓာကိုယ်အတွင်းထဲကကလီစာတွေပဲဟုတ်ပြီเนาะဒီအမေရိကမှာရှိတဲ့လမယားနှစ်ယောက်ဘိုက်တွေနားတယ်လမယားနှစ်ယောက်တို့ဘိုက်နားနေတယ်စေကန်တော့ပြတယ်အထွတ်ဆောင်ရိုက်တယ်ဘာယောဂမှာမရှိဘူးအစာရင်လည်းမရှိဘူးဘာယောဂမှာမရှိဘူးဒါပေမဲ့ဘိုက်ကနားတော့ပဲစေးဘာစေးတော့တော့မရဘူးအဲ့တော့တူတငယ်ချင်းမိတ်ဆွေတီတယောက်လူမျိုးတစ်ယောက်က ဖုံးဆွေနားလေဖုံးဆွေဆရာကိုအင်းကိုခေါ်ချလိုက်ကြည်စက်ကိုလိုက်ကြည့်တာပါသူတို့ရေပေးစင်အင်းတော်ဖေးမှာအဲရေပေးစင်ကတိတ်နေတယ်အစာတွေကညက်နေတယ်ရေကအဲ့မှာအီးနေတယ်အဲရေပေးစင်တွေကိုအစာတွေကိုအဒီပါတော့ပိတ်ဆို့နေတဲ့ဟာတွေကိုရှင်းလက်တော့အဲတဆီရမခေါ်ပြီးတော့မှလုတ်ခိုင်းတယ်နောက်မိချောင်းတွေပေါက်နေတယ်လားရေပိုက်တွေပေါက်နေတယ်လားအဲ့ဒါတွေအလုံးပြင်လိုက်တဲ့အခါမှာဘိုက်ဘိုက်နာရောကပျောက်သွားတယ်ဆိုတော့အိမ်မှာအဲရေပိုက်တွေပါလေပြည့်နေတယ်ရေအီးနေတယ်ဆိုလို့ရှင်လက်အဲ့ဒါ ဝမ်းပိုက်နဲ့ပတ်သက်တဲ့ယောဂတွေရတတ်တယ်ခင်ဗျားတို့ကျွန်တော်စေတာစေတာပြီးပြောတာပေါ့ဒါတော့ယုံကြည်ယုံကြည်နေရခင်ဗျားတို့ခင်ဗျားခင်ဗျားတို့ပါနောက်နောက်တစ်ခုကဘာလဲဆိုတော့ခင်ဗျားတို့အိမ်ဒီမှာခင်းနဲ့ကော်စောပေါ့နော်အခင်းနေအခင်းနေကော်စောတွေဖြာတယ်အလိုက်တွေအဲ့ဒါကိုလေတချို့တချို့အိမ်တွေမှာပေါ့နော်ဟောတိမမတိလို့နေမှာပေါ့နော်ဘာ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 လို့တလဲဆိုတော့လိုက်ပြီးတော့မှဘီရိုဘော်ဒီဒီကိုယ့်ရဲ့ခေါင်းခေါင်းအပေါ်တော့ရောက်တဲ့ဘီရိုဘော်ဒီအမျက်တင်အမျက်တနေရာတွေကိုလိုက်ကျင်ထားတယ်အဲ့ဒါတော့ဆိုးတယ်နော် ော်တော်ကြီးကိုစိုးတယ်နော်ငွေဝင်မဲ့ငွေလည်းမဝင်ပါဘူးလက်ပိတ်ပါတယ်စီဝါကြပါတယ်မျိုးဝင်မရှိနဲ့အောက်မှာခင်းရတဲ့အခင်ကော်ဆိုဆိုတာအလိုက်ကအောက်မှာပဲထားရမယ်အဲ့တော့အဲ့ဆိုဘယ်လိုလုပ်ရမှာလဲဟာလိတ်ပြီးတော့မှဂျောင်းမှာထိုးထားပါဗျာအပေါ်မတင်နဲ့ပေါ့ကျွန်တော်ပြောချင်တာအပေါ်အပေါ်တင်နေလဲဆိုရင်တော့ကိုယ့်ရဲ့ဒီခါလောက်မြင့်တဲ့စင်ပေါ်လေးတွေပါလေးတင်လို့ရတယ်အခုတချို့ကဗီဒီယိုပေါ်လေးတင်ထားတယ်အဲ့အောက်မှာခင်းတဲ့ကော်ဆိုအလိုက်တွေဥမာဆိုပါဆိုဗျာအဲ့လေလာလို့ဆိုရင်ခင်းလိုက်တွေပြီးလို့ဆိုရင်ခောက်ပြီးတော့မှအဲ့လိုဗီဒီယိုအမြင့်တင်ရကြတင်ထားတယ်ဆိုတဲ့ အဲ့ခင်ဗျားတို့စီကိုမကောင်းတဲ့နမိတ်တွေခေါ်ဆောင်လျက်နဲ့အတူတူပဲအဆက်ပြတ်တယ်လို့ခေါ်တယ်ဟုတ်ပြီနော်အယုံကြီးယုံကြီးလေးအဲ့ကျွန်တော်ဒါကောင်းတဲ့ပေါ်ထားတဲ့အချက်တွေပြောတာပြန်ပြီးပြောတာခင်ဗျားတို့အတွက်စေနာနဲ့ပြောတာအဲ့တော့ကျွန်တော်ခုပြောနေတာဟာတာမဟုတ်ဘူးနော်ခင်ဗျားတို့မယုံပိုင်ခွင့်ရှိတယ်မယုံရင်ဟာဟာတော့လာမပေးနဲ့ဟာပြီးတော့ကျွန်တော်ဘလော့တယ်နော်အဲ့ဒါကျွန်တော်အဲမရဘူးခါကျွန်တော်ဟာတာပြောနေရင်လာပေးလို့ရဟာပေးလို့ရတယ်နော်ကျွန်တော်လည်းအပြင်မှာကျွန်တော်တကယ်ချင်းတည်းကျွန်တော်ဟာတာမင်းသားပဲ เนาะကျွန်တော်လက်တွေ့ရည်နေရပြီဒါပဲဒါပေမဲ့ line ပေါ်မှာတော့ကျွန်တော်ဟာတာမပြောဘူးအဲ့တော့ဟာဟာလာမပေးနဲ့မပြောရင်နေဟာပေးတော့မမြင်တော့ရတယ်မြင်ပြီဆိုတော့ဘလော်ပြီးသားပဲအဲ့လိုကတော့ဘဒူးဘဒူးဖြစ်နေဖြစ်နေဘယ်တော့ပဲယင်းနီးယင်းနီးဟာပေးတော့ဘလော်ပြီးသားပဲဟုတ်ပြီเนาะကျွန်တော်တစ်ခါလေးလဲအဲ့တော့တင်ရတာအားမရှိဘူးเนาะအားမရှိတော့အဲ့ဒါကြောင့်ဒီ message တို့အတွက်အရေးကြီးတဲ့အဲ့လို post တွေအဲ့လို send နံပါတ်တွေအဲ့ဒါတင်ပေးကျင်တာကိုကျွန်တော်နေလိုက်တင်ပေးကျင်တာကိုကျွန်တော်တင်မပေးကျင်တာစိတ်မပါဘူးเนาะဆိုတော့ဒါလဲ စိတ်မပေါင်းတယ်ဗလားပါအပိုင်းက30တောင်းအပိုင်း30လောက်ထိတင်ပြီးပါပြီနော်နောက်တဲ့တောင်းဆိုလူတွေအားပေးလူတွေယုံကြည်တဲ့လူတွေညဝေလူတွေများရင်တော့ကျွန်တော်ဆက်ပြီးတင်ပြီးပါမယ်ဟုတ်ပြီနော်ကြည့်အားလုံးအဆက်အသွယ်ရအစီအပြေလုပ်တဲ့အောင်မြင်ကြပါစေဖေးပေါင်းရန်ပေါင်းကနေကင်းဝေးကြပါစေပိတ်ဆို့နေတဲ့ငွေကြေးလက်လာပါမြပွန်လန်းကြပါစေအဘူတော့ကမှန်တယ်မြပိန့်ကြရွက်ပေါ်ရေမတင်တကယ်လို့ကင်းစင်လွတ်မြောက်ကြပါစေစိတ်ရောကိုယ်ပါကြမ်းမှချမ်းသာကြပါစေဗျာ